အမေရိကန်နှင့်ယူကရိယားညှိနှိုင်းဆွေးနွေးရေးဆက်လက်ပြုလုပ်မည်ဟုအီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အစမေးဖာဂါအီကအီရန်ဟာအမေရိကန်နဲ့ယူကရိယားဆွေးနွေးရေးဆက်ရှိနေမယ်လို့တနင်္လာနေ့ကအလေးအနက်ပြောသွားပါသေးတယ်။ မြို့တော်ထာဝရမှာပြုလုပ်တဲ့အပတ်စဉ်မီဒီယာရှင်းလင်းပွဲမှာနျူကလ িয়ার ညှိနှိုင်းရေးနဲ့ပတ်သက်လို့အီရန်ရဲ့စီးမံပေါင်းထွေးကမပြောင်းလဲပဲဆက်ရှိနေမှာဖြစ်ကြောင်းအီရန်ဟာနျူကလ িয়ার စွမ်းအင်ငြိမ်းချမ်းစွာအသုံးပြုခွင့်ရှိနေပြီးအမေရိကန်နဲ့ဆက်လက်ညှိနှိုင်းမှာဖြစ်ကြောင်းဘာကာအီကပြောသွားပါတယ် အီရန်နဲ့အမေရိကန်ကြားတိုက်ရိုက်မဟုတ်တဲ့ညှိနှိုင်းမှုစတုထအကျိန်ရွှေဆိုင်ရတာဟာချောင်းဝင်းစေဆတ်သူအိုမန်မှတင်ပြချက်အပေါ်အခြေခံတာဖြစ်ပြီးအားလုံးက အိုမန်ရဲ့စီစဲမှုတွေကိုစောင့်ဆိုင်နေကြတယ်လို့ပြောပါတယ်အီရန်ဟာယူရေနီယံကျွဲဝှမှုကိုဘောင်းထဲကအတိုင်းဆက်လုပ်ခွင့်ရှိတယ်လို့ပြောသွားသလိုဆက်လက်ဆွေးနွေးလို့စိတ်ရှိချောင်းလုံရက်တွေကိုဖော်ပြထားပါတယ်။ ။အိုမန်ကအမေရိကန်နဲ့တိုက်ရိုက်မဟုတ်ဆွေးနွေးမှုနောက်တစ်ချိန်ပြုလုပ်ဖို့ဆက်လက်ပူးပေါင်းလှုပ်ဆောင်လိုက်မယ်လို့လည်းပြောပါသေး။ဆွေးနွေးရမှာအီရန်ကရင်းထို့စွမ်းအင်နဲ့စီးပွားရေးလိုအပ်ချက်များပြည့်မီရန်ယူကရိယားကဏ္ဍငြိမ်းချမ်းစွာထုတ်လုပ်ရေးရှိမှန်းချက်ကိုကင်ဆွဲထားပါသေး။တိုင်းပြည်အကျိုးစီးပွားရည်မှန်းကအမေရိကန်အနေနဲ့အီရန်အပေါ်အချမှတ်ထားတဲ့တန်းခတ်ပိတ်ဆို့မှုတွေကိုထိရောက်စွာဖယ်ရှားဖို့ကိုလည်းအီရန်ကအလိုရှိနေပါသေး။ အိုမန်ရဲ့ချောင်းဝင်စေဆမ်းမှုဖြင့်အီရန်နဲ့အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွေဟာတိုက်ရိုက်မဟုတ်ဆွေးနွေးညှိနှိုင်းမှု၃ကြိမ်ပြုလုပ်ထားပြီးဖြစ်ပါထင်ရောမမျိုးမမေလာ၃ရက်နေ့စီစဉ်ထားတဲ့စတုထအကျဉ်းခိုးတော့အိုမန်ကထောက်ပံ့ပို့ဆောင်ရေးအကြောင်းပြချက်ဖြင့်ရက်ရွှေဆိုင်ထားပါတယ်လို့သိရပါတယ်ရှင်။